စင်ကာပူနိုင်ငံ၌ကျင်းပတဲ့နိုင်ငံငါအဆင့် Singapore Global Firefighters and Paramedics Challenge 2025ပြိုင်ပွဲများတွင်သွားရောက်ရှင်ပြိုင်နှင့်မြန်မာနိုင်ငံမိသက်တပ်ဖွဲ့စုများရရှိခဲ့ကြောင်းသိရပါသည်။စင်ကာပူနိုင်ငံမျိုးပြကာကွယ်ရေးတပ်ဖွဲ့မှနိုဝင်ဘာ19ရက်မှ21ရက်အထိစင်ကာပူ H4 တွင်နိုင်ငံတကာအဆင့် Singapore Global Firefighters and Paramedics Challenge 2025ပြိုင်ပွဲများကိုပြုလုပ်ကျင်းပခဲ့ရာအာရှနိုင်ငံစင်ကာပူပါဝင်မြန်မာ၊ Australia ၊ Bangladesh ၊ Brunei ၊ Indonesia ၊ Mongolia ၊ Luxembourg ၊ Malaysia ၊ BNN ၊ Philippines ၊ Thai ၊ South Korea ၊ Qatar ၊ UAE ၊ Hong Kong ၊ Macau စတဲ့နိုင်ငံပေါင်း18နိုင်ငံမှမိသက်တက်ဖွဲ့ဝင်များဝင်ရောက်ရှင်းပြိုင်ခဲ့ကြောင်းသိရပါတယ်။မြန်မာနိုင်ငံကိုစားပြုမြန်မာ Fire Service Department အဖွဲ့အားဒီရင်းဝင်ကြီးဌာန မိသက်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးမြတ်သူဦးဆောင်နဲ့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့်တွားရောက်ရှင်းပြိုင်ခဲ့ရာနိုင်ငံတကာအစ်စ်မော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ်ကယ်ဆယ်ရေးစွန့်ရည်ပြိုင်ပွဲတွင်နိုင်ငံပေါင်း16နိုင်ငံမှအသင်း20အသင်းဖြင့်ဝင်ရောက်ရှင်းပြိုင်ခဲ့ပြီးမြန်မာနိုင်ငံကိုစားပြုမြန်မာ Fire Service Department အသင်းမှစံချိန်10မိနစ်14စက္ကန့်ဖြင့်တတိယဆုကို၎င်း Braveheart အဖွဲ့လိုက်လက်ဆင့်ကမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ဝင်များပါဝင်တဲ့အသင်းမှပထမစုကို၎င်းအသီးသီးစုခုနိုင်ခဲ့ပြီးနိုင်ငံကုံဆောင်နိုင်ခဲ့ကြောင်းမြန်မာနိုင်ငံမိသက်တပ်ဖွဲ့မှသိရပါဗျာ။